နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဖိလစ်ပိုင်နိုင်ငံမှာတိုင်ဖွန်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်လူ90ကျော်သေဆုံးခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။နိုဝင်ဘာ9ရက်မနေ့ပိုင်းအထီးသတင်းတွေအရအသေးအပြောက်52ဦးထိရှိလာပြီးနောက်ထပ်73ဦးထပ်မင်းပျောက်ဆုံးနေတယ်လို့သိရပါဗျ။တိုင်ဖွန်းမုန်တိုင်းကယ်မဂီဟာနိုဝင်ဘာ၄ရက်နေ့ကအရှိတောင်အရှကျွန်းစုနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံကိုနိုင်ငံအလယ်ပိုင်းကနေကန့်လန့်ပြတ်ဖြတ်တန်းတိုက်ခိုက်သွားခဲ့ပါဗျ။ မုံတိုင်းတန်ကြောင့်စီပူဒေတာမှာမြို့လုံးကျွတ်ရွာလုံးကျွတ်ရေဖုံးသွားတာတွေတောင်ရှိခဲ့ပြီးအသေးအပြောက်အများဆုံးဧရိယာလည်းဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။တိတ်ဆုံးစီးရင်မှာတော့ကယ်ဆယ်ရေးလုပ်ရင်ပြက်ကြတဲ့စစ်ရဟရင်တစည်းပေါ်ကအမှုဒဏ်6ရောက်လဲပါဝင်ခဲ့ပြီးအဲ့ဒီရဟရင်ဟာနိုဝင်ဘာ4ရက်ညနေပိုင်းကအကူဆန်အီဒယ်ဆူအာဧရိယာနာမှာပြက်ကြခဲ့ရဖြစ်ပါတယ်။ မုံတိုင်းကဖိလစ်ပိုင်အရှေ့ဘက်ကန်ယူရန်ကနေဝင်ရောက်ပြီးအနောက်ဘက်ကန်ယူရန်ကနေထွက်ခွာသွားပြီးဖြစ်ပေမဲ့နောက်ထပ်24နာရီနီးပါးကြာတဲ့အထိတနာရီကိုကီလိုမီတာ130လောက်ထိအားကောင်းတဲ့လေပြင်းတိုက်ခိုက်မှုတွေဆက်ပြီးဖြစ်ပွားနေခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုမှာတော့အိမ်တွေထဲရေလွှမ်းကုန်လို့လူတွေကအိမ်အမိုးပေါ်တက်နေရတာလမ်းတွေပေါ်မှာကားတွေနဲ့ကွန်တိန်နာတွေရေနဲ့မျောပါလာတာတွေကိုတွေ့ခဲ့ရပါတယ်ရှင်။